ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာ TKP မြန်မာကျိတ် YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကမြန်မာကြောက်မြေသနာအကြောင်းတွေကိုဝေမျှပေးနေတဲ့ channel လေးမို့လို့ကျွန်တော် channel လေးကိုကြိုက်နေသင့်မယ်ဆိုရင်ဥစားပါမှာ subscribe လေးနှိပ်ပေးထားဖို့တောင်းဆိုပါရစေကျွန်တော်တင်တဲ့ video file လေးတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်အောင်ဘေးက note ခေါလောင်းလေးပဲနှိပ်ပေးထားဖို့ထပ်မံတောင်းဆိုပါရစေဟုတ်ကဲ့ကျွန်တော်တို့ video file လေးကိုစလိုက်ကြရအောင်အကျွန်တော်ဒီနေ့ဝေမျှပေးခြင်းနဲ့မော်အကြောင်းလေးကတော့ကျွန်တော်မော်စီစာ မော်အကြောင်းဖြစ်တယ်ဟုတ်ကဲ့မော်စီစာဆိုအနဲ့ပါဖြစ်ဖြစ်ကျွန်တော်ညီကိုလည်းစိတ်ထဲမှာတော်တော်လေးကိုစိတ်ဝင်စားနေပြီထင်တယ်မော်စီစာရဲ့အာသာချက်အာဏာချက်လေးကိုကျွန်တော်ဗီဒီယိုမိုင်းလေးမှာတန်းနဲ့အစပြိုပြရစေမော်စီစာရဲ့အာသာချက်တွေကတော့ကျွန်တော်တို့အများအဖြစ်ဘောလီတာတွေထွက်တယ်အလုံးကြီးတွေအလောက်မထွက်ဘူးကျွန်တော်ဒီကစွန်ပန်းကြားဘာညာပါမယ်အကျွတ်တွေပါတယ်ပါတယ်အသာရမ်းမြင့်တဲ့ကြောက်တွေတော်တော်များများမော်စီစာမှာတွေ့ရတယ် မောစီသားမြေမှန်ဖြစ်စေကျွန်တော်တို့မြေမှန်ဆိုလဲမြေမှန်ဗောလိသားတွေထွက်တာတွေရှိတယ်အသာတမ်းမြေနဲ့ကြောက်တွေထွက်တာတွေရှိတယ်ဟုတ်ကဲ့ဒီမှာကျွန်တော်အခုမြင်နေရတဲ့ကြောက်လေးကဒီဟာလေးကကြတော့ကျွန်တော်ဒီမြေမှန်ကြောလေးကမော်စီစာအတဖက်တစ်ချက်လောက်ကြည့်အောင်ဒီဘက်မှာလည်းစေထားတဲ့တပြင်လုံးအနာအယမ်းများတယ်မြင်နေရတာတိုင်ရန်အယမ်းကျန်းတယ်ဗျရန်ကျန်းတဲ့အတွက်ကြောင့်အသားတွေကအမှပျောက်တော့ဖြစ်နေအသားရန်ကျဲတယ်အဲဆိုကျွန်တော်အခွန်ကိုတစ်ချက်လောက်ကြည့်မယ် ျွန်တော်တို့အခွန်ကကြတော့ကျွန်တော်တို့မော်စီစာမြေမှန်မှာတွေးနေရတဲ့အတိုင်းတန်ကြီးခွန်တန်ကြီးခွန်အခွန်ဒီမှာအခွန်လေးဒီမှာ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 အခွန်ဒီဘက်မှာဆိုရင်နည်းနည်းချင်းပါတယ်အချင်းတော့မဟုတ် sorry 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 ချင်းမဟုတ်ချင်းမဟုတ်တူတာလေးကဘယ်လိုပြောအောင်လဲအခွန်လေးအခွန်ကိုသူကတော့မှအာဆေးရတာအဆင်မပြေလို့စိန်သူလေးနဲ့ဖောက်ဖောက်ဖောက်နဲ့စိန်သူလေးနဲ့ခောက်ထားတယ်ခောက်ပြီးတော့သူကတော့အချောပြန်မတတ်ထားဘူး ပြန်မတတ်ထားတဲ့ကြောင်းတိုင်းမြင်နေရတော့ပေါ့နော်အဒီဘက်မှာကျွန်တော်မြင်နေရတဲ့အတိုင်းတန်ကြီးခွန်တန်ကြီးခွန်တန်ကြီးခွန်ပြအခွန်မြင်နေရတဲ့အတိုင်းဒီမှာအခွန်ရှိမယ်ဒီမှာသူ့ရဲ့အရာကတန်ကြီးအရာအောင်ပြတန်ကြီးခွန်ဆိုတော့လေမြေမှန်ကြောတဲ့ကမြေမှန်တန်ကြီးခွန်ပေါ့နော်အထိုင်ကတော့တော်တော်လေးကိုမိုက်တယ်ဗျအထိုင်လေးတော်တော်ကောင်းတယ်ဒီမှာဒီဖက်ချောင်းဆိုရင်သူစေးထားတယ် ဆေးရလေးတမိတချို့ထောက်ပြနော်အနာရမ်းများတယ်အာနဲ့ချက်ပဲအနာရမ်းများတယ်ဒီပတ်ချမ်းမှာဘယ်လိုနေမလဲပြချက်တချို့လောက်ပြအောင်ဆေးထားနေရလေးဆေးထားနေရလေးအဲဒီပတ်ချမ်းတော့ဒီပတ်ချမ်းတော့အနာနည်းနည်းလုံတယ်သူရအားသာချက်ကဒီပတ်ချမ်းအနာလုံတယ်ဗျပြချက်တော်တော်ကောင်းတယ်ကျွန်တော်ဒီအဝါဆက်ပေါ့နော်အာပြဝါဆက်လို့လည်းသုံးလို့ရတယ်ဗျဘာပြောဆိုတော့ကျွန်တော်အောက်မှာ ဟိုနည်းနည်းလေးနည်းနည်းလေးအပြာလေးနည်းနည်းလေးကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်ဘာဖြစ်ဆိုတော့ကျွန်တော်ကတည်းကမြင့်မြင့်တွေ့နေရတဲ့လူမျိုးလို့လေပြာဝါဆက်ကြောထဲရလဲလို့ပြောလို့ရတယ်ဗျအနာတော့အရန်များတယ်ကျွန်တော်ဒီဘက်မှာဆိုရင်ကျော်ဒီဘက်မှာဆိုရင်အသားဗျဒီမှာဒီမှာအသားဒီမှာအသားအဒီမလာအသားတွေတော့မြင်နေရတယ်အသားတွေမြင်နေရတယ်ရန်ကအရန်ကြံလို့ထင်တယ်စေးလိုက်တဲ့အချိန်မှာ အသားကတော်တော်လေးကိုပျောက်တော့အသားကပေါက်ကရ40ဖြစ်နေတယ်။ဒါမဲ့မော်စီဇာရဲ့ထူးခြားချက်ကပြင်မှာအနားအရန်များပဲဖြတ်လိုက်တဲ့အချိန်မှာအာအောက်ကိုကျွန်တော်ထူးထူးခြားခြားအနာမဝင်တက်ဘူး။ကြောင်ရဲကတော့တော်တော်ရှင်နေဗျ။ပြတ်ကြဲကတော်တော်ရှင်နေ။နာရမ်းများတယ်တက်ပါဒီကဲ အနာရမ်းများတယ်ကျွန်တော်မိတ်ဆွေများပြချက်ကတော့နီနီကက်ကက်လေးကျွန်တော်ပြထားတဲ့အချိန်မှာအနာလေးလေးလည်းတွေးရလိမ့်မယ်ဒီဖက်ချံကတော့ဆေးထားတဲ့ဆေးထားတဲ့ဖက်ချံအဲကျွန်တော်တို့ဒီဆေးတာအရမ်းများသွားတဲ့တကြောင်အသားတွေမြင်လိုက်ရပြီအဲဆိုဟိုဖက်ချံကိုကျွန်တော်တို့ချက်တော့ကြည့်ကြအောင်ဟိုဖက်ချံပြချက်ကဘယ်လိုနေလဲဆိုဟိုဖက်ချံမှာလည်းအနာအရမ်းများတယ်ဒါမဲ့ပြချက်ကတော့ထွက်တာပဲပြချက်ထွက်လာဒါနဲ့အများ ကျွန်တော်အနာပါပေါ်လာတယ်ဒါပေမဲ့ဒီဘက်ခြံလေးကတော့နည်းနည်းအနာလေးလုံတယ်တောင်းချိုလေးကဟိုဘက်ခြံကိုဒီဘက်ခြံထိုးရဟိုဘက်ခြံကိုပြားချက်ပေါက်တယ်ဟုတ်ကဲ့အဲ့ဒါတော့ပြားချက်ခံတာပါဒါပေမဲ့အနာအရန်များတဲ့ပစ္စည်းဖြစ်တယ်အနာတော်တော်လေးကိုများတယ်ကြောက်စီကြောက်သားတင်းတယ်ကြောက်စီကြောက်သားတော်တော်လေးကိုကောင်းတယ်ဗျ ကျွန်တော်ဖျက်လိုက်လို့အထမ်းမှသာအနာလောက်ခဲ့မယ်ဆိုရင်လက်ကောက်တစ်ကွင်းကိုကျွန်တော်တို့ဆယ်ပိုင်းတော့ရောင်းစားလို့ရတဲ့လက်ကောက်တွေထွက်လာနိုင်တယ်အဲ့တော့ကျွန်တော်ဈေးနှုန်းလေးတစ်ချက်တော့ပြောမယ်ဈေးနှုန်းလေးကကျွန်တော်ဒီဖက်မှာတရုတ်ငွေနဲ့လိုချင်တဲ့ဆိုတော့တရုတ်ငွေ9000ထက်9000ထက်ဆိုကျွန်တော်မြန်မာငွေနဲ့ဆိုတော့3100ထက်ရှိတယ်ဗျအဲ့ဆိုတော့ဒီမှာထွက်ထားတဲ့ဈေးက3100အောက်ကိုထွက်ထားတယ်ကျွန်တော်ဒီဘလောက်ထွက်ထားလဲ3100 3သားလောက်ထွက်ထားတယ်။တိန်80 90ဝန်းကျင်လောက်ထိထွက်ထားတယ်။အလုပ်လုပ်လို့မရဘူးအဲ့ဒါမလို့အလုပ်မဖြစ်ထားဘူး။9000အထက်ဆိုရင်တော့9000ကကက်လောက်ဆိုရင်တော့သူကအလုပ်ဖြစ်မယ်။ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကတနေ့တော့ရှင်းမယ်။ကျွန်တော်မော်စီစာ CD လေးတွေပေါ်ပြမှာမလို့ဒီဗီဒီယိုဖိုင်လေးပြင်တခြားနောက်ထပ်ကြောက်တလုံးတခြားကြောက်တလုံးကိုပါတစ်ဆက်တည်းပေါ်ပြမှာမလို့ ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြပါလို့ကျွန်တော်မေတ္တာရခံပြစေဟုတ်ကဲ့ဒီကြောက်လေကတော့မော်စီစာရာဒီထောင်ပိုင်းကြောက်ပါကျွန်တော်ဟိုတနေ့ကလိုက်လွင့်ပြီးတော့ပြထားတယ်လိုက်လွင့်ပြီးပြထားတော့နည်းနည်း quality video quality မကောင်းတဲ့တော့ကျွန်တော်အခုကောင်းကောင်းလေးရိုက်ပြီးတော့တင်ပြချင်ဖြစ်တယ်ဟုတ်ကဲ့ဒီမော်စီစာကိုကျွန်တော်တို့ဒီမော်စီစာအကြောင်းပြောရမှာဆိုရင်ဒီမော်စီစာ origin နဲ့အကျွတ်သူကလူလုံးအကျွတ်တော့မဟုတ်ဘူးဗျသူ origin နဲ့ကကျွတ်ပြီးသားအဲ့ဒါမို့လို့ တော်တော်လေးကိုမိထုတ်ကုန်တယ်။ရန်ကလည်းတော်တော်လေးကိုညိနေတယ်။ကလိမျက်စီတွေကကျွန်တော်ရှားပါမျိုးစိတ်ဆိုတဲ့ပုံစံမျိုးသာဖြစ်နေ။အခုဗီဒီယိုဖိုင်မှာမြင်နေရတဲ့ဟိုပချမ်းနေထိုးလိုက်ရင်ဒီပချမ်းကိုမိလင်းအားပေါက်တယ်။အဲ့လောက်ထိကောင်းတဲ့မော်စီစာပြ။ကျွန်တော်ဈေးနှုန်းကတော့ကျွန်တော် live လွှဲပြီးတော့ပြောထားတဲ့အတိုင်းပဲ။ကျွန်တော်ဒီယာကြီးထောင်တထောင်အထက်အောက်ထိခန့်မှန်းထားတယ်အောက်ထိလိုချင်ထားတယ် ပျက်စီးဖြစ်တယ်ကျွန်တော်မိတ်ဆွေများဗီဒီယိုဖိုင်မှာမြင်နေရတဲ့အတိုင်းရန်ကတော့တော်တော် ကောင်းတယ်တဒုံးလုံးအကျွပ်ပွေးပါတယ်ဗျယူဆရတဲ့လောက်ကျွန်တော်ထင်မြင်ချက်ကကျွန်တော်ဒီဘောလီသားဘောလီဖန်သားမှန်သားအဆင်ကြီးတော့မရောက်ဘူးတဒုံးလုံးအကျွပ်အာအကျွပ်ပွေးတွေပါတယ်တဒုံးလုံးအကျွပ်တကယ်လို့ဖြတ်လိုက်လို့အထက်မှာကြောက်တာတော့ စိုးရင်ဇာတော့မရှိဘူးဒါပေမဲ့အနာလေးပဲနည်းနည်းပြယူဆိုင်ရမယ်အနာရှိနိုင်ရင်မရှိနိုင်ဤလက်ကောက်ကတော့အထိုင်ပြီးတယ်သူ့ရဲ့အထိုင်နဲ့သူ့ရဲ့အလုံးထိုင်နဲ့ဆိုရင်လက်ကောက်ကတော့ရပါတယ်ကျွန်တော်လက်ကောက်ပြင်ကျွန်တော်ဘပူလေးပါလေးရတယ်ဂျားထဲမှာမော်စီဆာကိုလေ့လာရတော့မော်စီဆာမှာအပွင့်တွေကတော်တော်ရှားပါတယ်ဟုတ်ကဲ့ကျွန်တော်တကယ်လို့ဖြတ်လိုက်လို့အထက်မှာနာလောက်သွားပြီလက်ကောက်တကွင်းရမှဆိုရင်လက်ကောက်တကွင်းကိုဘလောက်လောက်ရနိုင်မယ်လို့ကျွန်တော်မိတ်ဆွေများထင်မြင်မိလဲ လက်ကောက်တော့ဝင်းကိုဘလောက်လောက်ရနိုင်လဲရနိုင်တယ်လို့ထင်မြင်ယူဆချက်ကို comment မှာ comment လေးပေးဖို့တွေ့တောင်းဆိုပြရစေဟုတ်ကဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ video file နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေရဲ့အမြင်ကိုဒီ video file ရဲ့အောက်မှာ comment ရေးစေချင်တယ်ကျွန်တော်တို့အပြန်အလှန်တရားနဲ့တရားအမြင်ဖလှယ်ကြရအောင်ဟုတ်ကဲ့ဒီကြောင်းလေးကပါဖြစ်ဖြစ်ပစ္စည်းတော်ကောင်းတယ်မော်စီဆာဆိုရင်ပါဖြစ်ဖြစ်ဒါအသာတန်းရင်ဘယင်အသာတန်းမှာဘယင်ပဲဗျာ ါပေမဲ့နောက်တစ်ခုကမော်စီစာရဲ့အာသာတက်ကကျွန်တော်အပြင်မှာဘလောက်အပြင်မှာဘလောက်ပဲအနာတွေ့တွေ့အထဲမှာဖျက်လိုက်လို့အထဲမှာအနာမရှိတတ်ဘူးအဲ့ဒါမော်စီစာရဲ့အာသာချက်တစ်ခုဖြစ်တဲ့ဟုတ်ကဲ့ကျွန်တော် channel လေးကိုတိုင်နေသိမဲ့ဆိုရင် subscribe နိုင်သေးဘူးဆိုလည်းနှိပ်ပေးထားဖို့ကျွန်တော်တောင်းဆိုပါရစေမိက note ခေါင်းလေးပါနှိပ်ပေးထားဖို့ထပ်မံတောင်းဆိုပါရစေအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာဟုတ်ကဲ့တဆက်တဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုတဆက်တဲ့ လက်ဆောင်အနေနဲ့တင်ပြပြရစေကျွန်တော်ဒီဖြတ်သားလေးအကြောင်းဒီဖြတ်သားကမနကျက်သွေးမော်ကိုဖြတ်ထားတာအပြင်မှာလုံးဝအနာမရှိဘူးအနာမရှိတော့ဖြတ်လိုက်တဲ့ချိန်မှာအထမ်းမှာဘလို့နေမလဲကျွန်တော်တစ်ချက်လောက်ကြည့်ကြရအောင်ဖြတ်လိုက်တော့ပန်းလေးတွေတွေ့ရတယ်အသာတန်းလည်းအလဲလက်လောက်ရှိတယ်ဒါပေမဲ့ကန့်စိုးခြင်းတော့အနာအယမ်းများနေတယ်အနာအယမ်းများတော့ကျွန်တော်တို့လက်ကောက်ထုတ်ဖို့တွေခက်ခဲတယ် ၎င်းတွင်ထုံးမယ်ဆိုလဲကျွန်တော်မိတ်ဆွေတွေတီးတဲ့အတိုင်းပဲအနာကိုရှောင်ရတယ်တကယ်လို့အနာမလော့ခက်ရင်အဲ့၎င်းကအနာရှိတဲ့တော့ကြောင့်၎င်းတွင်ရဲ့တန်ဖိုးဟာထက်ဝက်လောက်ထိရော့နိုင်တယ်ဗျဒါမဲ့ဒီနေရာမှာလုံချက်ကပါရှိလဲဆိုရင်ကျွန်တော်ပပူးလေးလုံလို့ရတယ်လက်ပတ်လေးလုံလို့ရတယ်ကျွန်တော်ဒီလက်ဆွဲလေးတွေလက်ဆွဲသီးလေးတွေလုံလို့ရတယ်ဘာဖြစ်ဆိုတော့ तू ကအသာထမ်းကလည်း तू ကလည်း तू မစိုးဘူး ပန်းလေးတွေပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီလက်ပတ်လုံးမဲ့ဆိုလဲလက်ပတ်လေးတွေကိုအနာရှောင်ပြီးတော့လက်ပတ်လုံးလို့ရတယ်။သူဒီမဟုတ်ဘပူးထူးချင်တယ်ဆိုရင်လည်းဘပူးလုံးလို့ရတယ်။ဘာဖြစ်ဆိုတော့ပန်းကြားလေးပါနေတယ်အသားတန်းကလည်းအလဲလောက်လောက်ရှိတယ်။အနာလေးတွေရှောင်ပြီးတော့ဘပူးထွက်နိုင်တယ်။အကျွန်တော်ဈေးနှုန်းလေးတစ်ချက်လောက်ပြောမယ်ဆိုရင်ဒီဖြတ်သားနှစ်ချက်ကကျွန်တော်ထွက်ထားတဲ့ဈေးနှုန်းကဒီမှာတိုင်း40လောက်ထိထွက်ထားတယ်။ပိုင်ရှင်က ကြိုက်စေမရောက်သေးတဲ့အတွက်ကြောင့်သူမရောင်းထားဘူးဆိုင်းမှာကျွန်တော်ဆိုင်းမှာရောက်ရှိနေတယ်ဒါလေးကျွန်တော်ဗီဒီယိုဖိုင်လေးရပြီးတော့ကျွန်တော်မိတ်ဆွေများကိုဘ ഹു တုဒအနေနဲ့တင်ပြရခြင်းဖြစ်ပါတယ်အဗီဒီယိုဖိုင်လေးတစ်ချက်လောက်ကြည့်လိုက်ပါဦးဗီဒီယိုဖိုင်လေးမှာကျွန်တော်တမိထိုးထားတဲ့အတိုင်းပန်းကြားလေးတွေကထွက်လာတဲ့အစိမ်းရောင်ကပြန်ကန်ပြီးတော့ထွက်လာတယ်အနာတော့အရန်များတယ်ဗျကျွန်တော်ဒီကျွန်တော်ခြိုက်တာကြတော့ပပုနဲ့ဒီလက်ပတ် လက်ပတ်လေးလုံလို့ရတယ်ဗျဘာဖြစ်ဆိုတော့ပန်းကြားလေးတွေမှာလေပန်းကြားလေးရှိတဲ့အတွက်ကြောင့်ပန်းကြားလေးအဲ့ဒီလက်ပတ်အသီးလေးလုံမဲ့ဆိုရင်လက်ပတ်တကုံးကိုလည်းတော့သူဈေးရနိုင်တာပေါ့ဒါပေမဲ့အနာတော့အရန်များတယ်ဗျဒီကြောက်ကကျွန်တော်ထူးထူးခြားခြားအောင်သွားလို့သုံးလို့ရတယ်အပြင်မှာကြည့်လိုက်တော့အပြင်မှာအသာတန်းအားတတော်လေးကိုညံ့နေဖြတ်လိုက်တော့အထက်မှာထူးထူးခြားခြားအောင်တယ်လို့သုံးလို့ရတယ်ဗျ